TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မြန်မာပြည်တွင်းအနေအဆုံလှုပ်အားကအခကျင်းဝင်နှုံးထားကိုတရက်ကိုကျပ်2000တိတိုးမြင့်သတ်မှတ်ပေးဖို့ကမ္ဘာလုံသမားနေမေဒီနေမှာလုံသမားအဖွဲ့တွေကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံအထွေထွေလုံသမားသမဂ္ဂများအဖွဲ့ချုပ် FGWN ရဲ့မေဒီနေကြီးညာချက်မှာအလုံသမားတွေကိုအချိန်ပိုလှုပ်အားကမပါဘဲအလုံချိန်၈နာရီအတွက်ဖူလုံသောလှုပ်အားလစာအနေအဆုံအခကျင်းဝင်2000ကျပ်ပေးဖို့ထည့်သွင်းတောင်းဆိုထားတာပါ အမေရိကန်ရဲ့စီးကျက်ခွန်နဲ့မြန်မာနိုင်ငံအကြက်တဲအပါအဝင်ဒေသတွင်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းတာမှာအာဆီယံစုပေါင်းချီကပ်မှုအားရဲ့အရေးပါမှုကိုအလေးထားကြောင်းမလေးရှားဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကိုကိုးကားပြီးမေလ၁ရက်ထုတ်မလေးရှားသက်ဆန်းသတင်းမှာဖော်ပြပါဗျာ။ မင်းဘူးခရိုင်ငဖဲမြို့နယ်မှာအင်အား20ကျော်ပါတဲ့စစ်ကောင်စီလုံခြုံရေးစစ်တောင်းတစ်ခုကိုချင်းကောက်ဝေးတပ်အရှို CDF အရှို့ကဖျက်တောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်ပွဲချင်းပြီးတီဆုံးကထိခိုက်ဒဏ်ရာသူတွေလည်းရှိတယ်လို့မေလာ၁ရက်နေ့မှာချင်းကောက်ဝေးတပ်အရှို CDF အရှို့ကသတင်းထုတ်ပြန်ထားပါတယ်။ TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။